ီနေ့မှာတော့ G-Sportis ရဲ့အချက်ခုနှစ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် G-Sport ဆိုတာဗာလဲ G-Sport ကိုဘယ်လိုရှာရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ G-Sport တောင်းကိုမပြောခင်မှာတင်တို့ချိရတဲ့အမျိုးသမီးတွေရဲ့စရိတ်တဘာဝအကြောင်းကိုအရင်ဆုံးပြောပြသွားမှာပါအမျိုးသမီးတွေဆိုတာသူတို့နေထိုင်ခြင်းပင်ရာပဝန်းကျင်ရဲ့တင်းကျပ်တဲ့စီးမင်းတွေအောက်မှာခြင်းပင်လာကြ သူတွေကအများဆိုပါတရချက်ကပဲအမျိုးသမီးတွေကိုအရှက်အကြောက်ကြီးပြီးမပွင့်လင်းတဲ့လူသားတွေဖြစ်သွားစေပါတယ်။ဒါကြောင့်အဲ့ဒီအမျိုးသမီးတွေဟာအညာကညဉ့်ညမ်းတဲ့ကိစ္စလို့သတ်မှတ်လာကြတဲ့လိင်မှုကိစ္စကြီးရာဒီမှာဆိုရင်တို့ရဲ့စန္ဒတွေကိုရဲရဲတင်းတင်းဖွင့်ဟမပြောရကြပါဘူးဒီလိုနဲ့အရွယ်ရောက်လာလို့ကိုယ့်ရဲ့အချစ်ရသူနဲ့ဖြစ်စေအင်ထောင်ဖက်နဲ့ဖြစ်စေလိင်ဆက်ဆံတဲ့အခါမှာတို့ရဲ့တဘာဝက လုံးဆွဲလာတဲ့ပဝင်းကျင်ရဲ့လွဲမတဲ့တင်ပြမှုတွေကြောင့်အမျိုးသမီးတွေဟာသူတို့ရဲ့အလင်းစိတ်ဆန္ဒကိုကွန်ကွန်လင်းလင်းမထုတ်ထုတ်မပြောရကြပါဘူးလိုအပ်ချက်များကြောင့်သူတို့ဟာသူတို့ရဲ့ဘဝမှာလင်းစိတ်ဆန္ဒပြီးမြောက်ရဲဆိုတဲ့ခံစားချက်ကိုမရရှိဖို့ကြပါဘူးเนาะဒါကြောင့်မလို့အမျိုးသားတွေအနေနဲ့ကိုယ့်ရဲ့ချစ်ရသူအမျိုးသမီးကိုလင်းစိတ်ဆန္ဒပြီးမြောက်စေဖို့ကိုယ်ငေးပေးဖို့လိုအပ်ပါတယ်အဲ့တော့ ဘယ်လိုကုန်ရပေးရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။ Gspot ဆိုတာကဘာလဲ။ Gspot ဆိုတာရှာဖွေတွေ့ရှိတဲ့အဂျမန်လူမျိုးဇာဝင်နဲ့သိပ္ပံပညာရှင် Anne Frank van Basco အစွဲပြုပြီးတော့ သူ့နာမည်ကဂျီကိုလူပြီးခေါ်ထားတာဖြစ်ပါတယ်။ဂျီစပော့ကိုအတကယ်ရှိမရှိအငင်းအခုံတွေရှိနေစေဆိုပေမဲ့ဂျီစပော့တို့ပြောလိုက်ရင်တော့မိမွေကိုအတွင်းနိုင်ရန်အပေါ်ဖြစ်ရှိတဲ့လိန်စိတ်နှိုးကြမှုကိုဖြစ်စေတဲ့အရာလို့သိထားကြပါတယ်။ဂျီစပော့ဟာမိမွေကို အပြင်ဖက်မှာရှိတဲ့မိမကူအစီနဲ့တစ်ဆက်တည်းရှိနေတဲ့အရာတခုလို့ဆိုကြပြီးတော့အစီလည်းမဟုတ်အဖိုးလည်းမဟုတ်တဲ့အတွင်းနိုင်ရန်ထဲကနေရာတခုသာဖြစ်တယ်လို့ဆိုရပါတယ် G-spot ကိုဘယ်လိုရှာရမလဲ G-spot ကိုရှာရမယ်ဆိုရင်တော့ကိုနဲ့ဖောင်းတိုင်းမဲ့မိန်ကလေးအကူငင်ကိုယူဖို့တော့လိုပါမယ်ဘာဖြစ်လို့လဲဆိုရင်တော့ မင်းကလေးတို့ချင်းစီရဲ့ခန္ဓာကိုယ်ဒီဆောက်ကုန်ပေါ်မူတည်ပြီးတော့နေရာပွဲပြန်နိုင်လို့ဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မိမကို သူ့ရဲ့လက်ချောင်းနဲ့သူကိုယ်တိုင်နိုင်ခိုင်းပြီးစမ်းကြည့်နိုင်ပါမယ်။ဒီစပော့ရှိတဲ့နေရာကိုချိန်မိပြီဆိုရင်တော့ second bite အတွင်းမှာပဲသူမရဲ့ခံစားချက်တွေပြောင်းလဲလာမှာဖြစ်ပါတယ်။ဒီလိုပြောင်းလဲလာပြီဆိုရင်တော့ဒီကိုယ်တိုင်တင့်ရဲ့လက်ချောင်း ကိုတုံးပြီးတော့သူမရဲ့ခံစားချက်တွေကောင်းမကောင်းထပ်စမ်းကြည့်သင်ပါတယ်ဒီခံစားချက်တွေကသူမရဲ့မိမှုကိုအစီလိုပဲလင်းစစ်အထွတ်အထိပ်ဖြစ်စေမယ်ဆိုရင်တော့အဲ့ဒီနေရာကိုသူမရဲ့ jsport ရှိတဲ့နေရာလို့တံပလို့ရပါတယ်เนาะနံပါတ်၁ချက်အနေနဲ့ dodgy tight quad dodgy tight quad ကတော့အထူးရှင်းပြအနေဆရာမလို့အောင်နားလေကြတဲ့ tight quad ပါပဲဒီ tight quad ကကဘာပေါ်မှာလူချိတ်များ ကြော်ကြတဲ့တိုက်ကွက်တစ်ခုဖြစ်ပြီးယောက်ျားလေးရောမင်းကလေးပါကြဲကြတဲ့တိုက်ကွက်ပဲဖြစ်ပါတယ်ဒီလိုယောက်ျားယောမင်းမာပါကြိုက်ကြတဲ့တိုက်ခွက်ဖြစ်ရတဲ့အကြောင်းကတော့ဒီတိုက်ခွက်ကမင်းမာလူရဲ့လင်စစ်စံတော့ကိုနိုးဆော့ပေးနိုင်တဲ့ G-Spot ဆိုတဲ့ club ကိုထိစီလို့ပါဒီအချက်ကိုတော့လူသိနေကြပါတယ်။မနင်းမြင်းစေးတိုက်ခွက်ဒီတိုက်ခွက်ကတော့ကြော်ကြတဲ့နီလန်တစ်ခုပါဒါပေမဲ့ဒီတိုက်ခွက်ကိုတော့ တချို့အဆက်ကြီးတဲ့မိန်းမတွေကတိတ်လို့လိလို့ထမရှိကြဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ခွက်မှာမိန်းကလေးတွေလဲနေတဲ့ယောက်ျားပေါ်မှာခွာထိုင်ပြီးမင်းစည်းတလို့ခန္ဓာကိုယ်ကိုလှူရှားပေးရတာကြောင့်ပါပဲเนาะဒါပေမဲ့ဒီတိုက်ခွက်က G-spot ကိုထိအောင်မိန်းမတွေကိုယ်တိုင်သူတို့စိတ်တိုင်းကြလှူရှားလို့ရတာကြောင့်မိန်းမတွေအထက်ဆုံးတိုက်ခွက်ဆိုရင်လည်းမမားပါဘူးเนาะဒါကြောင့်မို့လို့ကိုယ့်ရဲ့ချစ်ရတဲ့သူနဲ့ဆက်ဆံတဲ့အခါစမ်းကြည့်တင်တဲ့နီလန်တခုပဲဖြစ်ပါတယ် နံပါတ်3ချက်နေနဲ့လက်ပြတိုက်ခွက်ပေါ့ဒီတိုက်ခွက်ကတော့ပန်းကွင်းလေးပေါ်မှာနားနေတဲ့လက်ပြကောင်းလေးရဲတိုက်ခွက်ပါပဲတင့်အမျိုးသမီးကခရင်ဆောင်မှာပလက်လဲနေမယ်ပြီးရင်ခြေထောက်နှချောင်းကိုခရင်အောက်ကိုတွဲလွဲချထားမယ်တင်ကဒူမရဲ့ခြေထောက်နှချောင်းကိုကားလိုက်ပြီးဒူမရဲ့အလွယ်ခွက်အကြောက်ကိုမတည့်ရက်လက်နဲ့ဝင်လိုက်မယ်ပြီးရင်တော့ G Sport ကိုချစ်စီမဲ့တိုက်ခွက်ကိုဝင်းကလိုက် ယုံပါပဲနံပါတ်၄ချက်အနေနဲ့ကင်းမီကောက်တိုက်ကွက်ဒီတိုက်ကွက်ကတော့ရှာမရှာတိုက်ကွက်ပါပဲဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ကွက်ကယောက်ျားမိမရောနှစ်ယောက်စလုံးရဲ့ကာမခလောက်တွေကိုနိုးစော့ပေးနိုင်လို့ပါပဲဒီကင်းမီတိုက်ကွက်ကိုမျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင်တော့မိမဖြစ်သူကခေါင်းကိုကျန်းပြင်မှာစိုက်ထားပြီးတော့ခြေထောက်နှစ်ချောင်းကိုမိုးပေါ်ထောင်ထားတဲ့ပုံစံပါဒီလိုကင်းမီကောက် ထောင်ထားတဲ့မိမရဲ့အနောက်ကနေယောက်ျားကဝင်ပြီးတော့မိမရဲ့ခြေထောက်နဲ့ချောင်းကိုလက်နှစ်ဖက်နဲ့ထိန်းကင်ပေးထားရင်အနောက်ကနေဖောင်းတိုက်ပြီးရုံပါပဲလောက်ကုံလို့နေအသေးစိတ်ပြောပြရမယ်ဆိုရင်တော့အချမ်းပင်ပေါ်မှာခေါင်းအုံးတစ်လုံးချထားပြီးရင်ကိုယ့်ရဲ့ခြေရတို့အမျိုးသမီးကိုခေါင်းအုံးရှိမှဒူးထောက်ထိုင်ခိုင်းပါပြီးရင်သူမရဲ့ခန္ဓာကိုယ်ကိုရှေ့ကိုဂုံခိုင်းပြီးတော့သူမရဲ့လက်နှစ်ဖက်ကိုခေါင်းအုံးပေါ်က တင်ခိုင်ပါပြီးရင်တော့သူမရဲ့ခေါင်းကိုပါခေါင်းဦးပေါ်တင်လိုက်ပါဒီအဆင့် ठी ပြီးပြီဆိုရင်တော့တင်ကသူမရဲ့နောက်မှာရှက်လိုက်ပါပြီးရင်ဒူးထောက်ထားလိုခွေနေတဲ့သူမရဲ့ခြေတောက်နှစ်ဖက်ကိုဆွဲယူပြီးဂင်းမီကောက်ထောင်တဲ့ပုံစံရအောင်လီဘောကိုဆွဲမှလိုက်ပါဒါဆိုရင်သူမကဂင်းမီကောက်ထောင်နေတဲ့ပုံစံဖြစ်သွားပါလိမ့်မယ်ဒီအဆင့်ပြီးပြီဆိုရင်တော့သူမရဲ့မင်းမကူနဲ့ တင်းရဲ့လင်တန်ကွက်တီဖြစ်သွားအောင်ကင်မီကောက်ထောက်တဲ့ပုံစံကိုအရှော့အတင်းလုပ်ပေးဖို့လိုပါမယ်။ဒါကသူမရဲ့အရက်အမြင့်နဲ့တင်းရဲ့အရက်အမြင့်ပေါ်မူတည်ပါတယ်။နံပါတ်၅ချက်အနေနဲ့ကောင်တာတိုက်ကွက်ပေါ့။ဒီတိုက်ကွက်ကတော့အလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ဘာလို့လဲဆိုတော့ Hollywood ဇက်ကားတွေမှာတွေ့မြင်နေကြအချစ်ချမ်းနဲ့စဝင်ခန်းဖြစ်နေလို့ပါဘယ်လိုလဲဆိုတော့မင်းသားကမင်းသမီးကိုမိဖို့ချောင်တဲ့စပွဲ ဘောတင်ပြီးသူကတော့အောက်ကနေမတရက်ရင်းနဲ့ဖောင်းလိုက်လို့တဲ့အခွက်ပါပဲဒီတိုက်ခွက်ကတော့အမိမတွေကိုအနာရစီပြီးတော့သူတို့ရဲ့ jsport ကိုလဲကောင်းကောင်းရှိစီလို့မိမတွေအလွန်ကြိတ်ကြရတဲ့တိုက်ခွက်ပါပဲနံပါတ်6ကတ်ချီတိုက်ခွက်ပေါ့ကတ်ချီတိုက်ခွက်ကတော့လူတိအနေပဲမိတဲ့သူလဲတိကြမှာပါမိမဖြစ်သူကပြီးတချောင်းလဲပြီးသူမရဲ့ခြေထောက်တစ်ဖက်ကိုအပေါ်ထောင်ပြီးတော့ကာထာချိန်မှာ ယောက်ျားဖြစ်သူကကားထားတဲ့ခြေတော့နှချောင်းသေးကိုသူ့ရဲ့အတန်ကြီးကိုထည့်သွင်းတဲ့တိုက်ွက်ပါပဲ။နံပါတ်၇၊ဖားယုံငင်းတိုက်ွက်။ဒီတိုက်ွက်ကတော့အပြာကားတွေမှာမြင်တွေ့နေကြအကွက်ဆန်းပါဘလို့လဲဆိုတော့ယောက်ျားကလဲပြီးမိန်းမကအဖို့ကနေခွာထိုင်မယ်ဒါပေမဲ့မြင်းစည်းကွက်လိုမျိုးယောက်ျားနဲ့နှချင်းဆိုင်ထိုင်တာမဟုတ်ပဲယောက်ျားကိုကြော်ပြီးတော့ခွာထိုင်တာပါ ဟာတကောင်ဆောင်းချောင်းထိုင်နေတယ်လို့မျိုးပေါ့ပြီးရင်တော့ဒူလီကွေပြီးမင်းပြောင်းပြင်စီးတယ်လို့နေပြီးလှုပ်ရမှာဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်တယ်